Hello အားလုံးပဲမင်္ဂလာပါ ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ Facebook ကနေဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့နေလန်းအကြောင်းကို အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ American ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင်ဆိုတော့ကျွန်တော်ရဲ့ Facebook ပေါ်မှာဒေါ်လာဝယ်ငွေရှာလို့ရတယ်ဆိုတာလူတိုင်းနေပါကသိနေကြပါပြီဒါပေမဲ့ဒီ Facebook အပေါ်မှာဒေါ်လာဝယ်ငွေရှာလို့ရနိုင်တဲ့နေလန်းက အများကြီးရှိတဲ့အထင်းမှာကျွန်တော်ဒီနီလန်း၅ခုအကြောင်းကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တစ်ချက်ကြီးကြီးအောင်ပရမအဆုံးအချက်အနေနဲ့ star လို့ခေါ်တယ်ဗျ။ star ဆိုတာကကြတော့ဒီကျွန်တော်ကဒီ star ကိုရပြီဆိုလို့ရှိရင် star ကိုကျွန်တော် monetize လုပ်လိုက်ပြီဆိုလို့ရှိရင်အခုကျွန်တော်ဒီ video လေးကိုကျွန်တော် post တင်လိုက်တယ်။ post တင်လိုက်တဲ့အချိန်မှာအဲကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ fan တွေကဒီ video လေးကိုကြိုက်နေတဲ့တယ်။ အားပေးခြင်းနဲ့ဆိုလို့ရှိရင်တို့ရော style တွေကိုကျွန်တော်ရဲ့ video post ရဲ့အောက်မှာ style တွေပြီးလို့ရပါတယ်ဆိုတော့ style 100ပေးတဲ့အချိန်မှာကျွန်တော်ကဒေါ်လာ1ဒေါ်လာနှုန်းကိုရရှိမှာဖြစ်ပါတယ်ဗျဆိုတော့ style ကကြတော့ပြီးတဲ့သူရှိမှကျွန်တော်ကရမှာဖြစ်ပါတယ်ဆိုတော့ဒုတိယချက်အနေနဲ့ကတော့ ADS on real လို့ခေါ်ပါတယ်ဗျ ADS on real ဆိုတာကကြတော့ video အတူလေးတွေတင်လို့ရတယ် စက်ကန်90အထိကိုတည်လို့ရတယ်အဲ့ဒီဟာလေးကို real လို့ခေါ်တယ်အဲ့ဒီ real မှာကြောင်ရလေးတွေတက်မဲ့ view လေးတွေများရဲ့များသလို Facebook ကကျွန်တော်ကိုပတ်စံပေးနေမှာဖြစ်ပါတယ်ဗျဆိုတော့ real ကကြတော့ ads on real ကကြတော့ကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အပေါ်မှာကြောင်ရလေးတွေတက်ပြီးတော့ပတ်စံရမှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ bonus လို့ခေါ်ပါတယ်ဗျအဲ့ဒီ bonus ကကြတော့ အပူစုငွေလောက်ခေါ်ပါတယ်အဲ့ဒီအပူစုငွေကိုကျွန်တော်ဘယ်လိုရရှိမလဲဆလုပ်ရှိရင်ကျွန်တော် post လေးတွေတင်လိုက်တယ်ဓာတ်ပုံတွေတင်တယ်ဗီဒီယိုလေးတွေတင်တယ်စာလေးတွေကိုတင်လိုက်တယ်ဆိုပါတော့အဲ့ဒီဟာလေးတွေကိုအပေါ်မှာမူတည်ပြီးတော့ reach များရင် များတယ်လို့ Facebook ကကျွန်တော်ကိုပတ်စံပေးมาဖြစ်ပါတယ်ဗျနံပါတ်၄နေရာမှာတော့ subscription လို့ခေါ်ပါတယ်ဗျ subscription ကကြတော့ ကျွန်တော်ဒီ subscription ကိုရှောက်လိုက်ပြီး subscription လုတ်လိုက်ပြီးဆက်လို့ရှိရင်ကျွန်တော်ရဲ့ page ဖြစ်ဖြစ်ကျွန်တော်ရဲ့ Facebook account မှာအဲ private group group တီးတန်းတစ်ခုရှိမယ်အဲ့ဒါက Facebook က create ပြီးလိုက်တာ Facebook ကလုတ်ပြီးလိုက်တာကျွန်တော်ကဒီ subscription ကိုရှောက်လိုက်တဲ့အခါမှာ Facebook ကကျွန်တော်ကိုတီးတန်း group တစ်ခုကိုလုတ်ပြီးလိုက်တယ် ဆိုတော့အဲ့ဒီ Titan Group ထဲမှာကျွန်တော်တို့ကဗီဒီယိုလေးတွေကိုတင်မယ်ဥပမာ online class လေးတွေလုပ်တာတော့အဲ့လိုမျိုးတွေလုပ်ပြီးတော့ဗီဒီယိုလေးတွေကိုတင်နေဆလို့ရှိရင်တယောက်ယောက်ကအဲ့ဒီ Titan Group ထဲမှာ ကျွန်တော် subscription လုပ်ထားတဲ့ရှောက်ထားတဲ့ Titan Group ထဲမှာဝင်ခြင်းနဲ့ဆလို့ရှိရင်သူကအဲ့မှာတစ်ခါဝင်ခြင်းနဲ့ဆလို့ရှိရင်သူကဒေါ်လာဘယ်လောက်အဲ့ဒီဝင်ကြီးကကျတော့ကျွန်တော်တတ်မှတ်လို့ရတယ်အပြင်မှာ ticket လေးတွေရောင်းတယ်လို့မျိုးပဲဒီထဲမှာလည်း ကျွန်တော်ရဲ့ဒီ subscription private group မှာဒီတန်ဝင်ချင်တယ်ပါချင်တယ်ဆိုလို့ရှိရင်တော့တလားတလားကိုအဲဒေါ်လာဘယ်လောက်ဘယ်လောက်ဆိုပြီးတော့ကျွန်တော်တတ်မှတ်ထားတဲ့ဥပမာဒေါ်လာနှုန်းနဲ့တတ်မှတ်ထားတယ်ဆိုလို့ရှိရင် တယောက်ကဝင်ချင်တယ်ကျွန်တော်ရဲ့ Ditan group မှာဝင်ချင်တယ်ဆိုလို့ရှိရင်သူကတလားကို1ဒေါ်လာပေးပြီးတော့ကျွန်တော်ရဲ့ group ထဲမှာတင်ထားတဲ့ဟာတွေအကုန်လုံးကြည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကကြတော့ subscription လို့ခေါ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ရဲ့ဖုန်းထဲမှာပြထားတယ်လို့မျိုးအောက်မှာပေါ်လာတဲ့ content monetization ကကြတော့ပေါ်လာတဲ့ဟာကြတော့မကြသေးဘူးဒီ content monetization ကကြတော့အဓိကဘယ်ဟာကို ပြောင်းလဲသွားတာလဲဆိုလို့ရှိရင်အရင်တော့ကျွန်တော် instream ads လောက်ခေါ်တဲ့ ISA ကနေဗီဒီယိုအတူအရှိတွေကြိုက်တဲ့ဟာတင်ပြီးတော့အဲကျွန်တော်ရဲ့ဗီဒီယိုမှာကြောင်ရတွေပေါ်ပြီးတော့ဒေါ်လာလေးတွေ Facebook ကကျွန်တော်အဲ့ဒီကြောင်ရခတွေအပေါ်မှာပတ်စံပေးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ instream ads ကကြတော့ Facebook ကပိတ်ပြီးတော့မှအခု content monetization ကိုသူကဖွင့်ပေးနေတာဖြစ်ပါတယ်ဗျဆိုတော့ဒီ content monetization နေရာမှာဘယ်ဟာလေးတွေပါလဲဆိုလို့ရှိရင်အပေါ်မှာခုနကတော့ကျွန်တော် ဒီဝယ်ငွေလမ်းကြောင်းပြောထားတဲ့ဟာအကုန်လုံးကိုဒီထဲမှာ content monetization ထဲမှာပါတယ်ဆိုတော့ဒီနေ့ video လေးမှာတော့ကျွန်တော်ဝယ်ငွေလမ်းကြောင်း၅ခုအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့နောက် video လေးတွေမှာလည်းဒီအခု content monetization အကြောင်းလေးကိုအသီးစိတ်နောက် video တစ်ခုလုပ်ပြီးတော့မှကျွန်တော်ကပြန်လည်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ video လေးကိုကြိုက်နေတဲ့ ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok ဖြစ်ဖြစ် Facebook account ဖြစ်ဖြစ်ဆက်လက်အားပေးပါအောင်လို့ပြောကြားရင်းတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်